အားလုံးပဲမင်္ဂလာပါဘလော့ပိုင်းကြွယ်ဝ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကြက်စီထမေးကိုစင်ကာပူစတိုင်ချက်ပြမှာဖြစ်ပါတယ်ထိုင်းလိုတော့ common kind လို့ခေါ်ပြီးထိုင်းချက်နီးနဲ့နင်းငယ်ကွဲသွားတာတော့အညူဘက်ကိုတန်းသွားတာဖြစ်ပါတယ်ဒါဆိုရင်မြန်မာကြက်စီထမင်းဖြူဖြူလေးတွေစားရတာယူနေပြီဆိုဒီနီးလေးကိုလည်း light ချက်စားလို့ရအောင်ဗီဒီယိုလေးမှာအသေးစိတ်ပြောပြပေးပါမယ်ခင်ဗျာ ကျက်စီထမင်းချက်ဖို့အတွက်ကကြက်တကောင်သုံးပါမယ်။အကောင်လိုက်မသုံးချင်ဆိုရင်လည်းပေါင်းရင်မုံစသဖြင့်နှစ်သက်တလို့အသုံးပြုလို့ရပါတယ်။ပထမဆုံးကြက်ကိုရေဆေးပါမယ်။ပြီးရင်တော့ကြက်တကောင်လုံးကိုစားနဲ့တခြားလေးနှက်အောင်ပုတ်ပြီးတော့ဆေးပါမယ်။စားနဲ့ဆေးလိုက်တဲ့အတွက်ကြက်ရဲ့အညီနဲ့လည်းပျောက်သွားတယ်လို့ကြက်အသားဒီအရေကုန်တွေကိုလည်းတင်းသွားစေပါတယ်။ပြီးရင်တော့စားပြီးပြောင်းသွားအောင်လို့ရေနဲ့တေချာလေးပြန်ပြီးတော့စီးပါမယ်။ ကြက်အပြင်ပိုင်းပြင်ကြက်အတွင်းပိုင်းကိုလည်းရေနဲ့တခြားလေးဆေးပါမယ်။ကြည်ကြည်တဲ့အထိနှစ်ခေါက်သုံးခေါက်လောက်ဆေးပေးလိုက်ပြီဆိုရင်ရပါပြီ။ကြက်ကအကောင်လိုက်သုံးတာဖြစ်တဲ့အတွက်ရေဆေးပြီးသွားပြီဆိုရင်တော့ကြက်ရဲ့ပေါင်ရင်းသာအစီကိုပြီးထုတ်ပြီးတော့ယူလိုက်ပါမယ်။အကယ်လို့ကိုကကြက်တစ်ခေါက်လုံးသုံးတာမဟုတ်ဘဲနဲ့ကြက်ပေါင်တို့ရင်ပုံတို့ပဲသုံးပြီးချက်မယ်ဆိုရင်တော့ကြက်စီအတွက်ကကြက်အရေကိုသုံးပြီးတော့အစီထုတ်လို့ရပါတယ်။ ကြက်အစီဘူးကတော့မစားတဲ့အတွက်လှီးပြီးတော့ဖယ်ထုတ်လိုက်ပါမယ်။ပြီးရင်တော့ကြက်ထဲကိုထည့်ဖို့အတွက်ဇပလင်ကိုရေးဆေးပါမယ်။ရေးဆေးပြီးသွားရင်တော့ဇပလင်ကိုထုထောင်းပြီးတော့အထုံးလေးထုံးလိုက်ပြီးရင်ကြက်ထဲကိုထည့်လိုက်ပါမယ်။ကြက်သွမ်းမိတ်ကိုလည်းရေးဆေးထုံးပြီးတော့ကြက်ထဲကိုထည့်ပါမယ်။တကယ်လို့ကြက်ကအကောင်လိုက်မတုံးဆိုရင်တော့ပြုတ်တဲ့အခါကျမှအတူတူထည့်ပြုတ်လို့ရပါတယ်။ ရောင်လှအောင်လို့ပဲငံပြာကြီးအကြည်ကိုကြက်ပေါ်ကနေဆန်းလိုက်ပါမယ်။ပြီးရင်တော့တေချာနှံ့အောင်လိုက်ပြီးတော့ပုတ်ပေးလိုက်ပါမယ်။ခုချက်ကိုပြင်ဆင်တာပြီးပြီဆိုတော့ချက်ပြုတ်ဖို့အတွက်ရင်နွေးကိုတည်ပါမယ်။ရင်နွေးတည်ထားတော့မှချက်ပြုတ်တဲ့အထည်ကိုထည့်ဖို့အတွက်ဂျင်းကိုအခွန်ခွာပြီးတော့ပပလှီထားပါမယ်။ရင်နွေးစုပြီးဆိုရင်တော့လှီထားတဲ့ဂျင်းကိုထည့်လိုက်ပါမယ်။ ပြီးရင်ကြက်ကိုထည့်ပြီးတော့ပြုတ်ပါမယ်ကြက်ထည့်လိုက်တဲ့အခါမှာရေမမြုပ်သေးဘူးဆိုရင်တော့မြုပ်အောင်ရေနွေးထပ်ထည့်ပြီးတော့နိုင်ဝက်ခန့်ပြုတ်ပါမယ်ကြက်ပြုတ်ထားတော့မှပဲထမင်းချက်ဖို့အတွက်ဆန်စီထားပါမယ်ကျက်စီသမီးချက်ဖို့အတွက်ကရှမ်းဆန်ဘတ်မတီပေါ်ဆန်မွေအဆင်ပြေတဲ့ဆန်ကိုအသုံးပြုနိုင်ပါတယ်။အခုကျွန်တော်ကတော့ရှမ်းဆန်ကိုအသုံးပြုပြီးတော့ချက်မှာဖြစ်ပါတယ်။ရှမ်းဆန်ဆန်ချိန်ခွက်၃ခွက်ကိုပုံမှန်သမီးချက်တဲ့အတိုင်းရေစီးပြီးတော့ရေစစ်ထားပါမယ်။ ပြီးရင်တော့ဂျင်းကိုအခွန်ခွာပါပါလှီပြီးတော့ထောင်းထားပါမယ်။ကြက်သွန်ပြူဦးသေးတအုပ်ကိုလည်းအခွန်ခွာပြီးတော့ညက်အောင်ထောင်းထားပါမယ်။ခုကြက်စီထုတ်ပါမယ်ပထမဆုံးဒဲကိုအပူပေးထားပြီးတော့အိုးပူလာပြီဆိုရင်ကြက်စေးတော့ကလှီးထုတ်ထားတဲ့အစီနဲ့ကြက်အရည်ကိုထည့်ပြီးတော့စီထွက်အောင်လို့ကြော်ပါမယ်ဒီကြက်အရည်ကတော့ကြက်ကနေခွာထားတာမဟုတ်ပါဘူး ချက်စီထုတ်ကိုအရေကွန်ကြီးတက်တက်ဝေထားတာဖြစ်ပါတယ်။ချက်အရေကွန်လေးချက်စီဘက်တွေကမီးပူနဲ့တွေ့တဲ့အခါမှာအစီထွက်လာမှာပဲဖြစ်ပါတယ်။ချက်အစီရပြီဆိုရင်တော့ချက်အရေကွန်နဲ့အစီဘက်တွေကိုပြင်ဆင်ပြီးတော့ဖယ်ထားလိုက်ပါမယ်။ခုချက်စီလေးကိုချက်သွင်ပြူထောင်းထားတာထည့်ပါမယ်။ဂျင်းထောင်းထားတာထည့်ပါမယ်။ပြီးရင်တော့ကျွတ်ပြီးအနယ်လေးမှွေးလိုက်အထိခဏစီတက်ပေးပါမယ်။ကျွတ်သွင်းပြူလေးတွေကျွတ်ပြီးတော့မှွေးလာပြီဆိုရင်တော့ရေစစ်ထားတဲ့ရှမ်းဆန်ကိုထည့်လိုက်ပြီးတော့ရေချောက်သွားတဲ့အထိကြော်ပါမယ်။အရောင်လှအောင်လို့ပဲငံပြာကြီးအကျဉ်းနှစ်စွန်းစာလောက်ထည့်ပါမယ်။ ီနေရာမှာတော့ချက်စီထမင်းကိုအဖြူပဲစားကျင်နေဆိုရင်ပဲငက်ပြာကြီးမထည့်ပဲကြော်လိုက်ရပါတယ်။အရှာတာအတွက်ကစားတစုံထည့်ပါမယ်။ပြီးရင်တော့စီနဲ့ဆန်လေးတွေထွေးလာတဲ့အထိ3မိနစ်လောက်ကြော်ပြီးပါမယ်။ခံမှန်း3မိနစ်လောက်ကြော်ပြီးလို့ဆန်လေးတွေရေချောက်ပြီးထွေးလာပြီဆိုရင်မီးပိတ်ပြီးတော့ထမင်းချက်မဲ့ပေါင်းဟိုတွေကိုပြောင်းထည့်ပါမယ်။ပြီးရင်ထမင်းချက်မဲ့ရေကိုတော့ကြက်ပြုတ်ရေထည့်ပါမယ်။အမှန်ကကြက်ကိုတည်ပြီးတော့ဆူမတ် ကျက်စီထမင်းစားချက်ကိုပြင်ထားပေမဲ့မီးပြတ်ခံနေမလို့ထမင်းအိုးမီအောင်ကျက်ပြုတ်ကျက်တဲ့အထိစောင့်နေလို့မရတော့တဲ့အတွက်ပြုတ်နေတန်းလန်းပဲကျက်ပြုတ်ကိုခတ်ပြီးတော့ထည့်လိုက်ပါမယ်။ခြေချင်းကတော့ပုံမှန်ထမင်းချက်နေကြအတိုင်းထက်တစ်ခွက်ပိုထည့်ရပါပြီ ဘာလို့ဆိုအခုချက်တဲ့ဆန်ကစီနဲ့ကြော်ထားတဲ့အတွက်ကြက်တဲ့အခါမှာရေပိုထဲမှာဆန်သားအနီတော်ထွက်ပါတယ်ကျွန်တော်သုံးတဲ့ရှမ်းဆန်ကတော့သူ့အညွှန်းမှာဆန်တစ်ခွက်ရေတစ်ခွက်ရေးထားပါတယ်အခုကရှမ်းဆန်၃ခွက်ဆိုတော့ရေ၄ခွက်ထည့်ပြီးတော့ချက်ပါတယ်ကြက်ပြုတ်ရေထည့်တေးချမှွေလိုက်ပြီးတော့ပုံမှန်ထမင်းအိုးတင်နေကြအတိုင်းတေးထားလိုက်ရပါပြီအခုကြက်သားပြုတ်ထားတာလည်း나이ဝက်လောက်ရှိပြီကြက်လည်းနူးသွားပြီဆိုတော့ဆယ်ထားပါမယ် ခမင်းကလည်းမီးမပြတ်ခင်မှာအမိကျက်သွားပြီဖြစ်တဲ့အတွက်ဖုံးဖွင့်ပြီးတော့နင်းငယ်မှွေလိုက်ပါမယ်ပြီးရင်တော့အဖုံးအုပ်ပြီးတော့အပူငွေ့နဲ့ဆက်ပြီးနှက်ထားလိုက်မယ်ဆိုရင်ကျက်စီထမင်းချက်တာပြီးပါပြီကျက်စီထမင်းမှာကျက်နဲ့ထမင်းပြင်စမ်းနဲ့ sauce ကလည်းအသက်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ကြက်သားကိုဆမ်းဖို့အတွက် sauce ဖြောပါမယ်။ဘဲငံပြားရဲ့အကြီးအသေး၃စွန်း၊တကြား၃စွန်း၊စီမွေး၃စွန်း၊ကြက်ပြုတ်ရည်၃စွန်းလောက်ထည့်ပြီးတော့ဖြောပါမယ်။ ဒါဆိုရင်ကြက်သားပုံဆန်းဖို့အတွက် sauce ရေချိုချိုငယ်ငယ်လေးရပါပြီ။ကြက်စီထမင်းနဲ့တွဲစားဖို့အတွက် sauce 2မျိုးလုပ်ပြပါမယ်။ပထမတစ်မျိုးအတွက်ကဂျင်းကိုညှင်းအောင်ထောင်းပါမယ်။ကြက်သွန်ပြူကိုညှင်းအောင်ထောင်းပါမယ်။စားတစွန်းထည့်ပါမယ်။စီမွေးတစွန်းထည့်ပါမယ်။ကြက်သွန်မိတ်ကိုပါပါလှီပြီးတော့ထည့်ပါမယ်။ပြီးရင်တော့စီကိုစူအောင်တည်ပြီးတော့စီစူလာပြီးဆိုရင်တော့အပေါ်ကနေလောင်းပေးလိုက်ပါမယ်။တေချာတမအောင်မှွေလိုက်ရင်တော့ ကျက်တုံဖြူစီပွေး sauce ကိုရပြီပဲဖြစ်ပါတယ်။နောက် sauce တစ်မျိုးကတော့ chili sauce ပါ။ပုံမှန်ကဆိုင်ဒီမှာကျက်စီသမင်းကို ready made chili sauce ချပေးတာဖြစ်ပါတယ်။ဒါပေမဲ့ဒီ single style ကျက်စီသမင်းကတော့ကိုယ်တိုင်လုပ်တဲ့ sauce နဲ့အပူလိုက်ဖက်တာမို့လို့ sauce လုံးကြီးလေးကိုမျှဝေပေးလိုက်ပါတယ် chili sauce လုပ်ဖို့လိုအပ်တာတွေကတော့မြုပ်သီးအနီးရဲ့မြုပ်သီးအချိုလို့ခေါ်တဲ့မြုပ်ပွားသီးအနီးရဲ့ဂျင်းရဲ့ကျက်သွန်ပြူရဲ့စားတကြားစီမွေးရှာလကာရဲ့ တံမြာရီနဲ့ကြက်ပြုတ်ရီလိုပဲဖြစ်ပါတယ်။လိုအပ်တာတွေစုံပြီးဆိုတော့အခု source ဆက်လုပ်ပါမယ်။ပထမဆုံးကျိတ်ဆက်တဲ့ကိုငရုတ်ပွအနီရဲ့ငရုတ်သီးအနီရဲ့ကိုထည့်ပါမယ်။ချင်းထည့်ပါမယ်။ကြက်သွင်ပြူထည့်ပါမယ်။တံမြာရီထည့်ပါမယ်။ကြက်ပြုတ်ရီကိုထမင်းစားစုံ၅စွန်းစာလောက်ထည့်လိုက်ပါမယ်။ရှာလက်ကာရီကတော့ထမင်းစားစုံ၂စွန်းထည့်ပါမယ်။စီမွေး၂စွန်းထည့်ပါမယ်။ စားတစုံတကြာသုံးစုံထည့်ပါမယ်။တကြာကတော့ sauce ရပြီဆိုတော့မှအရသာမြည်ပြီးတော့ကိုလိုချင်သလောက်ထပ်ထည့်လို့ရပါလိမ့်။ပြီးရင်အကုန်လုံးကိုညှက်သွားအောင်လို့ blender နဲ့ကြိတ်လိုက်ပါမယ်။ခုတစ်ခေါက်ဝေလာတဲ့ခရုတ်သီးအနီတော့အသေးလေးကအရင်ဆက်တာမို့လို့မြည်လိုက်တဲ့အခါမှာတော်တော်လေးဆက်နေသေးတဲ့အတွက်တကြာနှစ်စုံလောက်ထပ်ထည့်ပြီးတော့ပြန်မှွေလိုက်ပါလိမ့်။အခုဆိုရင်တော့အရင်မိုက်တဲ့ chili sauce ကြပါပြီ။ တဘာဝပစ္စည်းရည်နေကြီးပဲလှုပ်ထားတာဖြစ်ပြီးတော့စူးစိမပါတာမဟုတ်လို့စိတ်ချလက်ချစားလို့အဆင်ပြေပါတယ်။အခုအကုန်ပြင်ဆင်ပြီးသွားပြီဆိုတော့စားဖို့အတွက်ပွဲပြင်ပါမယ်။ပထမဆုံးကြက်သားထည့်ပြုတ်တော့ထည့်ထားတဲ့ဇပလင်ကြီးကြက်သွမိတ်တွေကိုဖယ်လိုက်ပါမယ်။ပြီးရင်တော့ကြက်သားကိုခုတ်ပါမယ်။ခုတစ်ခေါက်ကြက်သားအောက်ပိုင်းလေးနည်းနည်းတူးသွားတာကိုမြင်ပါပါ။မီးပြတ်ခံနေဖြစ်တာမဟုတ်လို့ထမင်းဦးရဲကိုထည့်ဖို့အတွက်ကြက်ပြုတ်ရည်အမိရဖို့မီးရှိန်ပြင်လိုက်တဲ့အတွက်ဦးနေနေကတ်သွားခြင်းဖြစ်ပါတယ်။ အခုလို့ဘာလို့ထည့်ပြောလဲဆိုရင်မီးအမြဲလာတဲ့နိုင်ငံကနေဒီဗီဒီယိုကြည့်ပြီးတော့တိုက်ချက်စားမဲ့သူတွေအတွက်ကတော့ပုံမှန်မီးနဲ့ပဲစိတ်ရှည်ရှည်ပြုတ်ဖို့အကြံပေးခြင်းလိုပဲဖြစ်ပါတယ်။အခုချက်သားခုတ်ပြီးသွားပြီဆိုတော့ထမင်းခုပါမယ်။ခုတ်ထားတဲ့ချက်သားကိုထမင်းပေါ်တင်ပါမယ်။ပြီးရင်ချက်သားကိုဆမ်းဖို့ဖြော်ထားတဲ့ sauce လေးကိုဆမ်းလိုက်ပါမယ်။ ျက်စီသမင်းဆိုင်ကျွန်တော်ကတော့နည်းနည်းဘင်းတို့တခွားသီးတို့ပါမှစားတတ်တဲ့အတွက်နည်းနည်းဘင်းတို့တခွားသီးတို့ထည့်လိုက်ပါမယ်။အခုဆိုရင်တော့အရသာရှိတဲ့စင်ကာပူစတိုင်ကျက်စီသမင်းကိုရပြီပဲဖြစ်ပါတယ်။မြန်မာပြည်ကကျက်စီသမင်းတွေကတော့အဖြူရောင်ဖြစ်ပြီးတော့ကျက်ကင်နဲ့တွဲဖက်စားကြတာများပါတယ်။ကျက်စီသမင်းဖြူဖြူလေးစားရတာရိုးနေပြီဆိုရင်ဒီနည်းလေးကိုလည်းဆဲပြီးတော့ချက်စားကြည့်ကြပါဦးခင်ဗျာ။ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။ခုလိုမျိုးအရသာရှိတဲ့ဟင်းချက်နီမုတ်လုံနီတွေကို အပတ်စဉ်တနင်္လာဗုဒ္ဓဟူးနေ့စနေညနေ9နာရီတိုင်းမှာတင်ဆက်ပေးတော့မှာမို့လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောက်လေးကိုနှိပ်ထားပေးပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye